ကြီးကျယ်ခမ်းနားလုံးနဲ့မင်္ဂလာခမ်းမကြီးမှာတိမောင်းလေးတောင်းတန်တဲ့ဗရန်များဆွဲကြိုးကြီးကိုထဲဝါစာဝတ်ဆင်ခဲ့တဲ့လင်းမြဖူဒီကနေ့လေးကတော့ပြည်သက်ချစ်တော်မင်းသားချော်လေးပိုင်းတကွန်တယောက်ချစ်ရသူကောင်းမလေးလင်းမြဖူနဲ့လက်ထက်မင်္ဂလာဝဲလေးဆင်နွှဲကျမခဲ့တဲ့နေ့လေးဖြစ်ပါတယ်ဒီမင်္ဂလာဝဲကိုတော့ရန်ကုန်မြို့ရဲ့နာမည်ကျော်ဟိုတယ်ကြီးမှာကျမပြုလုပ်ခဲ့တာဖြစ်ပြီးနာမည်ကျော်အမှုပညာရှင်မောင်များစွာကတက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြပါတယ်ပြည်သက်အားလုံးရဲ့အလဲမှာလှပကြော့ရှင်းစွာနဲ့ထွက်ပေါ်လာခဲ့တဲ့မင်္ဂလာသူတို့တမီလေးကတော့အားလုံးရဲ့စိတ်အာရုံကိုဖန်ဆာသွားနိုင်ခဲ့ပါတယ်ရှင်သူမကအရင်ကတည်းကမြန်မာဆန်ပြီးကြက်တ ေရှိတဲ့အလှပမှုတွေကိုပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။အခုမင်္ဂလာပွဲမှာဆိုရင်တော့မြမရွရရင်ကျေးမှုအငွေအသက်တွေကိုဖော်ကျူးထားတဲ့ဝတ်စုံလေးကိုဝတ်ဆင်ပြီးတော့ကျမပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။နောက်ပြီးအဖြူအောင်ထိုင်မသိဝတ်စုံလေးနဲ့အတူမြမဆန်စွာလှပနေတဲ့သူတို့သမီးလေးရဲ့လက်တိုင်းမှာစင်မြန်းထားတဲ့ဗရန်များဆွေကျူးကြီးဟာဆိုရင်လေအားလုံးရဲ့စိတ်အာရုံကိုသိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဒီဆွေကျူးကြီးကအနေအောင်ကြောက်ပနေတဲ့ဗရန်များတွေနဲ့အတူဖန်တီးထားတာဖြစ်ပြီးအင်မတန်လက်ရမြောက်ပြီးလှပလွန်လာတဲ့အတွက်သူမရဲ့အရှင်ဝါရီနဲ့တကယ်ကိုလိုက်ဖန်နေခဲ့ပါတယ်။တန်မိုအဖြစ်ဆိုရင်တော့မြမငွေကျက်သိန်းပေါင်း၄000မခ တန်မိုးရှိတဲ့အင်မတန်အရေးသွေးကောင်းတဲ့ဗရန်များတွေနဲ့ဖန်တီးထားတဲ့ဆွဲကြိုတစ်ခုလို့လည်းသိရပါဗျ။အဖြူရောင်သူတို့သမီးဝတ်စုံလေးနဲ့လိုက်ဖက်စွာသူမရဲ့လေတိုင်းမှာစဉ်းစားထားခဲ့တာဖြစ်ပြီးအင်မတန်ကြက်တီရှိစွာနဲ့လှပနေတဲ့သူတို့သမီးလေးရဲ့ပုံရိပ်တွေကဆိုရှယ်မီဒီယာမှာလည်းလူကြိုက်များပြီးတော့ event စာနေခဲ့ပါဗျ။တကယ်တော့ပိုင်းကောအနေနဲ့လည်းဒီမင်္ဂလာဝဲကြီးကိုအင်မတန်ကြီးကျယ်ပြီးကုန်ပကသနာတွေထုတ်ကြွဖို့အတွက်လုပ်ခဲ့တာတော့မဟုတ်ပါဘူး။သူကမြမရွေရွေအရင်ကျေးမှုအမွှေးအသက်တွေကိုထိန်းသိမ်းခြင်းတူတယောက်ဖြစ်တာကြောင့်နိုင်ငံတကာပြည်သူတွေစောင့်ကြည့်နေရတဲ့သူတို့ရဲ့မင်္ဂလာဝဲလေးကိုအခုလိုမျိုးပဲရိုးရှင်းစွာကျင်းပခဲ့ပါဗျ။ဘလောက်ပဲရိုးရှင်းတယ်လို့ ပြောနေပါစေ။သူတို့ရဲ့စက်တီရှိမှုအရှင်ဝါတွေနဲ့တူမင်္ဂလာဝဲကတကယ်ကိုခမ်းနားကြီးကျယ်နေခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့အနမဲကျော်ရှီယံဟိုတယ်ကြီးဟာကျမပြုလုပ်ခဲ့တဲ့ဒီမင်္ဂလာဝဲကြီးကသူတို့သားလေးပိုင်တကွန်သူတို့သမီးလေးလေးမြဖိုးတို့နဲ့တူနာမည်ကျော်နုပညာရှင်တွေ ထိတ်တန့်လုပ်ငန်းရှင်တွေတက်ရောက်ပေးခဲ့ကြတဲ့အတွက်အင်မတန်ကြီးကျယ်လာပါတယ်။ပိုင်တကုံကအခုလိုမျိုးရိုးရှင်းမိမဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝဲကိုပြုလုပ်ဖို့အတွက်အစကတည်းကစိတ်ကူးထားခဲ့တာပါ။ဇနီးမောင်နှံနှစ်ယောက်တက်ညီလက်ညီနဲ့အခုလိုမင်္ဂလာဝဲလေးကိုပြုလုပ်ခဲ့တာဖြစ်ပြီးသူတို့ရဲ့အိမ်တော်ကြီးလန်ခီကိုပျော်ရွှင်စွာနဲ့စတင်တော့မှာဖြစ်ပါတယ်။ပိုင်တကုံဆိုရန်ကလည်းနမက်ကြောကြားသူတို့ရုပ်ရည်လည်းချောမောလှပတဲ့မင်္ဂလာတလက်ဖြစ်ပေမဲ့နမက်ပြတ်အရှုပ်ရွှင်နေမှရှိပဲဒီကောင်မလေးအပေါ်မှာပဲတက်စာရှိစွာလက်တွဲခဲ့တာပါ။သူပေးထားတဲ့ကလေးအတိုင်းချစ်သူတက်တန်းလေးနဲ့ပြေမှာလက်ထက်ခွန်တောင်းခဲ့ပြီးအခုလိုလူတကာအားကျစရာကောင်းတဲ့မင်္ဂလာ ာပွဲလေးကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲအပြင်အဆင့်ကိုတော့အဖျော်အောင်နေနဲ့ပဲရိုးရှင်းစွာပြုလုပ်ထားခဲ့တာဖြစ်ပြီး တို့သားတို့သမီးဝတ်စုံလေးတွေကလည်းမြမရွရဝတ်စုံလေးတွေဖြစ်ပေမဲ့တို့သမီးလေးရဲ့အလှကိုပုံမပေါ်လွန်စေအောင်တံမိုးကြည့်ပဒံများတွေနဲ့အလှဆင်ပြီးခဲ့ပါတယ်။ရိုရှင်းနာတွေကိုပဲသဘောကျတဲ့ပိုင်ကုံတို့ဇနီးမောင်နှံကတော့မင်္ဂလာဖိတ်စာကိုတောင်းပါနှစ်ဖက်မိဘနာမည်တွေနဲ့တို့ရဲ့နာမည်ကိုသာထည့်သွင်းပြီးတော့ရေးသားခဲ့တာပဲဖြစ်ပါတယ်။ပုံမှန်မြင်တွေ့နေကြသလိုမျိုးရှိသမျှဆွေမျိုးတွေရဲ့နာမည်အကုန်ထည့်ရေးပြီးနာမည်အနောက်မှာလည်းဂုံးပုတ်တွေထည့်ပြီးတော့ကြောဝါတာမျိုးလည်းမလုပ်ခဲ့ပါဘူး။ဒါကတကယ်ရိုရှင်းတဲ့အချက်တစ်ချက်ဖြစ်ပြီးတော့လေးစားစရာကောင်းလာပါတယ်။အခုလည်းအင်တန်ရိုရှင်းတဲ့အပြင်စင်နေကြတဲ့မှာသူရဲ့တို့သမီးလေးက ကိုထင်ပေါ်စေဖို့အတွက်စိန်နေနဲ့စီချက်ထားတဲ့ time table ဝတ်ဆောင်လေးနဲ့အတူရံများဆွဲကြိုးကြီးကိုစင်မြန်ပေးထားခဲ့တာဖြစ်ပြီးအတောက်ပဆုံးဖြစ်စေခဲ့တဲ့စေတနာမြတ်တာတွေကိုလည်းတွေ့ရပါတယ်။ပိုင်းကုန်းတို့မင်္ဂလာပွဲလေးကတော့မြန်မာအမှုပညာရှင်တွေပြည်သူတွေကြားထဲမှာတာမကနိုင်ငံတကာပြည်သူတွေနဲ့သတင်းမီဒီယာတွေကပါနာမည်ကြီးပြီးတော့လူပြောများနေပါတယ်ရှင်။ပရိသတ်ကြီးတို့အနေနဲ့ရောအခုလိုမျိုးရိုးရှင်းမိမဲ့ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့ပိုင်းတော်ကုန်းတို့ဇနီးမောင်နှံရဲ့မင်္ဂလာပွဲလေးကိုသဘောကျနေကြပါပြီလားရှင်။